မင်္ဂလာပါရှင်ရိုဟင်ဂျာလူမျိုးတုံးသက်ပြတ်မှုနဲ့ပတ်သက်ပြီးတော့အာဂျင်တီးနားတရားရုံးကနေဒီပါဝင်ပတ်သက်တဲ့သူတွေကိုပြီးခဲ့တဲ့ဒီ February 13ရက်နေ့မှာဖန်ဝရန်ထုတ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဝရန်ထုတ်တဲ့အဆင့်အထိရောက်အောင်ဒီအာဂျင်တီးနားတရားရုံးကဒီအမှုကိစ္စကိုအဲလှုပ်ဆောင်ခဲ့တဲ့ဥဆောင်လှုပ်ဆောင်ခဲ့တဲ့ဒီ UK အခြေစိုက် Burmese Rohingya Organization အဖွဲ့ကဥထုံးခင်ကိုမြစ်မကဖိတ်ခေါ်ထားပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင့်မင်္ဂလာပါမင်္ဂလာပါ ဟုတ်ကဲ့ရှင့်အဲဆိုတော့ပထမဦးဆုံးပေါ့နော်ဒီမင်းသမားနဲ့ဒီအင်တာဗျူးဖြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်အခုလို့မင်းသမားကအင်တာဗျူး အဲ့အတွက်ဖိတ်တဲ့အတွက်လေးကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဆရာပေါ့နော်ခုနကပြောသလိုပဲဒီအဲဆရာတို့အပွဲကနေပြီးတော့ဒီကာလများစွာဂျိုးပန်းချက်တွေထဲကတခုကတော့ဒီအကောင့်ထဲပေါ်လာပြီပေါ့လေအောင်မြင်မှုတခုတော့ရလာပြီပေါ့လေဆိုတော့အဲဒီလိုမျိုးပေါ့လေဒီအဲလူမျိုးတုံးတက်ဖြတ်မှုမှာဒီရိုဟင်ဂျာလူမျိုးတုံးတက်ဖြတ်မှုမှာပါဝင်ပတ်သက်တဲ့သူတွေကိုဒီအာဂျင်တီးနားတရားရုံးကနေပြီးတော့ဝရမ်းထုတ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးပေါ့လေအဲ အခုကတော့ဒီဝရန်ထုတ်တဲ့အဆင့်အထိရောက်ပြီဆိုတော့နောက်ထပ်ရောဆရာတို့အနေနဲ့ဘာတွေလုပ်ဖို့ရှိမလဲရှင်နောက်ထပ်ကတော့အခုဒီရပိုင်းအထွေမှာကျွန်တော်တို့အနေနဲ့ဒီတရားရုံးကနေထုတ်ထားတဲ့ဝရန်ကနေဆက်ပြီးတော့အာ accounting ဘဝမှာကဒါ interpol ပါအဲ red notice လို့ခေါ်တဲ့အနေရောင်အဆင့်အဲအနေရောင်အဆင့်အကြောင်းကြားစာတွေကိုနိုင်ငံတကာရေးထက်ဖွဲ့ကိုသူတို့ပို့ပေးပါလိမ့်မယ် ပြီးတော့ UN တွေကို UN ကိုပို့ပေးပါမယ် European Union ASEAN Organization of Islamic Cooperation Islamic နိုင်ငံအဲမြန်မာအဖွဲ့အဖွဲ့ချုပ်ပေါ့နော် Islamic နိုင်ငံမြန်မာအဖွဲ့အားလုံးကိုသူတို့ပို့ပေးပြီးတော့ဒါကိုတကယ်ကို accounting ပေါ်မှာကတော့ Interpol အနေနဲ့ accounting ပေါ်ပါလိမ့်မယ်အဲ့ဒီမတိုင်ခင်လဲတရားရုံးမှာစစ်ဆေးမှုတွေလုပ်ဖို့ရှိလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ထပ်ပြီးတော့ ဟုတ်ကဲ့ဆရာဆိုတော့ဗောနော်ဒီနိုင်ငံတကာရဲတပ်ဖွဲ့ Interpol စီကိုစည်ရင်ရောက်ဖို့အတွက်ဂျာမန်ရောစစ်ဆေးမှုရှိမှာပေါ့လေတကယ်လို့ဒီ Interpol စီကိုစည်ရင်ရောက်သွားပြီဆိုလို့ရှိရင်ဒီ Interpol အဖွဲ့ကနေပြီးတော့မြန်မာနိုင်ငံကိုဝန်ဖမ်းလို့ရလားဒါမှမဟုတ်ဘယ်လိုမျိုးတို့တို့အနေနဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်လို့ရမလဲရှင်ဒါကတော့နိုင်ငံတိုင်းရဲ့ရဲတပ်ဖွဲ့အပေါ်မူတည်တာဗောနော်နိုင်ငံရဲ့မြန်မာနိုင်ငံဟိုဟာဗော အဲဒါ treaty တခုရှိတယ် treaty မှာကတော့တထ190ရှောက်နိုင်ငံကစိုင်းထိုးထားတယ်နောက်ပြီးတော့ဒီမှာနိုင်ငံရေးတွေလည်းຫນွေထားတာတွေရှိတယ်ဒီမှာကောင်းတာတခုကအချမ်းပက်စစ်ကောင်းဆိုင်မင်းအောင်လိုင်တို့ဆိုရင်အဲနိုင်ငံတကာကနေ sanction တွေလုတ်ထားတော့သူတို့ကိုဖမ်းဖို့ကနိုင်ငံတကာအနေနဲ့အများကြီးအထောက်အကူပြုလိုက်မယ်လို့ကျွန်တော်ဒီနေ့အထောက်ပံ့တွေလုတ်ပေးမယ်လို့ကျွန်တော်ကအနေနဲ့ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့ တရှိုးက head of a state တို့ပါလို့ဆိုရင်တော့ပြဿနာတော့ရှိတယ်ပေါ့နော်ဒါနိုင်ငံရေးအရာပေါ့ဒီနေရာမှာအမ်အာအတံပတ်ကောင်းဆောင်မင်းအောင်လိုင်းတို့ကြတော့ဒီမှာသူ့မှာတော့ပြဿနာရှိလာပြီအဲ့ဒီအတွက်ကြောင့်အာသူ့အတွက်တော့ကျွန်တော်တို့ power ထုတ်လိုက်တဲ့ဟာက interpol အတွက်အကောင့်တွေပေါ်ဖို့ပုံပြီးလွယ်ကူလိမ့်မယ်လို့ကျွန်တော်တို့အနေနဲ့ယုံကြည်တယ်နောက်တစ်ခုကြတော့ဒီမှာကဘေးနိုင်ငံကရေးထက်ဖွဲ့မှာဆိုပူပေါင်းပြီးတော့လှုပ်လို့ရတယ် အဓိကသူရောက်နေတဲ့နိုင်ငံပေါ့နော်ဥပမာမြန်မာနိုင်ငံရဲ့ထက်ဖွဲ့တော့ပါခြင်းပါလို့ရတယ်ဒါပေမဲ့ဒါကတော့အာဘယ်လိုဖြစ်နိုင်မလဲဆိုတဲ့ဟာကတော့ရှိတာပေါ့နော်ဘယ်လိုလဲဆိုတော့သူအောက်မှရှိတယ်ဆိုတော့ဒါကတော့မဖြစ်နိုင်ဘူးအာဒါပေမဲ့အချိန်တစ်ခုအတိုက်အတာတစ်ခုမှာဒီကိလို့အပြောင်းလဲရှိတယ်ဆိုရင်တော့ဒါပြန်ကောင်းတယ်ဆိုရင်ကျွန်တော်တို့အတွက်ကောင်းတာပေါ့အဲ့တကူလေးဖြစ်ကောင်းဖြစ်ပြောလို့တော့မရဘူးဒါက politics ထဲဥပမာ UICC မှာဆိုရင် ICC နိုင်ငံတွေ ICC member state တွေပဲသူတို့ကအာသူဖမ်းပိုင်ခွင့်ရှိတယ်ဒီမှာကျတော့ treaty ကို sign ထုတ်ထားတဲ့နိုင်ငံက196နိုင်ငံရှိတယ်အဲ့ဒီအတွက်ကြောင့်တရားကပို့ပြီးတော့လွယ်ကူတယ်လို့ကျွန်တော်တို့အနေနဲ့မြင်ပါတယ်ခင်ဗျာဆိုတော့ပေါ့နော်ဒီလက်တလောပေါ့လေဒီ interpol စီကိုမရောက်တဲ့မရောက်သေးဘူးပေါ့နော်စရဲနေကဆိုတော့လက်တလောအခြေအနေမှာရောတို့အနေနဲ့ဘယ်လိုမျိုးကိုတက်ရောက်မှုရှိမလဲဘယ်လိုခရိုင်ရိုက်မှုတွေဘယ်လိုစိုးရိမ်ချက်တွေရှိနိုင်မလဲရှင်စိုးရိမ်ချက်ကတော့ 음တော်တော်လေးကိုရှိတာပေါ့เนาะအထူးသဖြင့်အကြံဖက်ခေါင်းဆောင်မြောင်းလိုင်းအပန်းဝေ23ဦးကစစ်တပ်ကခေါင်းဆောင်ပိုင်းတွေပါနေတယ်ဆိုတော့သူတို့အတွက်ကတော့တော်တော်လေးကိုစိုးရိမ်မှုရှိပဲလို့ကျွန်တော်တို့ထင်တယ်ဘာဖြစ်လို့ဆိုတော့သူတို့ပြည်တွင်းကနေပြည်ပကိုထွက်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲလေးပါဘာဖြစ်လို့ဆိုတော့ဒီ Interpol ရဲ့အန်ဒီယောဆေနိုတီအကြောင်းကြားစာတွေက Interpol ကနေ Interpol ကိုလေးသွားမယ်အာဆီယံနိုင်ငံတွေလေးသွားမယ်ဥပမာအာဆီယံနိုင်ငံတွေမှာဆိုရင်နိုင်ငံအားလုံးကတော့ မြန်မာပြည်ကိုထောက်ခံတယ်လို့တော့မရှိဘူးအခုဒီကျွန်တော်နိုင်ငံမှာအအတံပဲစစ်ကောင်းဆောင်ကအာနာတိမ့်ပြီးနောက်ပိုင်းမှာပို့ပြီးတော့နိုင်ငံတကာကနေစစ်ကောင်းစီကိုလက်မခံတာဟောအစစ်ကောင်းစီကိုကန့်ကွက်တာတွေရောစစ်ကောင်းစီကိုဆန့်ရှာရှာတာတွေရောဒီလိုအနေထားမှာရှိတယ်ဆိုတော့အထူးသဖြင့် ASEAN မှာလည်းပြဿနာအများကြီးရှိနိုင်တယ်ထခြားနိုင်ငံတွေသူပူဆိုးတာပေါ့နော်အဲ့ဒါတော့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ နောက်တစ်ခုကဒီဇေရိုထုတ်ပြန်ချက်တည်းမှာဆိုလို့ရှိရင်ပေါ့နော်ဒီဒေါန်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့လည်းပါတာပါလာတာကိုတွေ့ရတယ်ပေါ့နော်အဒီရဲ့ထုတ်ပြန်ချက်ပထမပိုင်းမှာဆိုလို့ရှိရင်ဒီစစ်ကောင်းဆောင်နဲ့ဒီအပေါင်းပါတချို့တွေကိုဥတီပြောထားတာတွေ့ရတယ်ပေါ့နော်ဒီပြီးတော့ဒီနောက်ပိုင်းမှာကျတော့ဒီဒေါန်ဆန်းစုကြည်နဲ့ဒီဦးထင်ကျော်တို့ပါပါတယ်ဆိုတာကိုတွေ့ရပါတယ်ဆိုတော့ဒီလိုဒီလိုဝရန်ထဲမှာဒေါန်ဆန်းစုကြည်နဲ့ဒီတမရဟောင်းဦးထင်ကျော်တို့ပါလာတဲ့ ပုံနဲ့ပတ်သက်ပြီးတော့ဆက်အနေနဲ့ထပ်ပြီးတော့ရှင်းရှင်းလင်းလင်းရှင်းပြပေးပါအောင်ရှင်။ဒါကတော့ကျွန်တော်တို့ကဟိုပါပေါ့နော်။အာကျွန်တော်တို့က resolution ကိုအာအစင်းစင်းထပ်ပြီးတော့မှကျွန်တော်တို့ရတာပေါ့နော်။ပြီးတော့အစားပိုင်းတုန်းကကျွန်တော်တို့ကတည်ရတဲ့လောက်ကတော့ကျွန်တော်တို့လေဒီမှာ investigation လုပ်တာကအစကျွန်တော်တို့ BRU UK အနေနဲ့တင်ထားတာကအထူးသဖြင့် စစ်တပ်ကိုစစ်ကောင်းဆောင်အကြံဖက်စစ်ကောင်းဆောင်မိအောင်လိုက်အပါဝင်ဒုတိယဗိုလ်ချုပ်ဒီဒုတိယပြည်သူ့ရှိဆိုဆိုဝင်တို့ပြီးတော့နောက်ထပ်စစ်ကောင်းဆောင်တွေအများကြီးပါတယ်အဲ့လိုကျွန်တော်တို့တင်ထားတယ်ကြတော့ဒါကတရားအစွဲထားတာကကျွန်တော်တို့ဆွဲထားတယ်ဆိုတော့ကျွန်တော်တို့ရဲ့တောင်းဆိုချက်အတိုင်းသူတို့ထုတ်လိမ့်မယ်လို့ကျွန်တော်တို့ထင်ခဲ့တာဒါပေမဲ့ဒီမှာကနိုင်ငံတကာဥပဒေပေါင်းအရာရောဒီပြော jurisdiction လို့ jurisdiction ကိုကြည့်မယ်ဆိုရင်ဒီမှာကတာဝန်ခံမှုတာဝန်ယူမှုတွေအများကြီးရှိလာတော့ သူတို့ကအားလုံးကိုရှုံပြီးကြီးလိုက်ပြီးတော့မှဒီလိုထုတ်ထားတယ်လို့ကျွန်တော်တို့အနေနဲ့တွေ့ရတယ်ခင်ဗျအဲပြောချင်တာကဒီဆရာတို့ဆွဲချက်တင်တဲ့အထက်မှာအဲဒေါန်ဆန်းစုကြည်နဲ့တမရဦးထင်ကျော်တို့ကတော့ပါတာမဟုတ်ဘူးဒါပေမဲ့ဒီအာဂျင်တီးနားတရားရုံးကနေပြီးတော့အဲအဆင့်ဆင့်ပြန်လဲတုံးသက်ပြီးတော့မှဒီဟာကိုအဲထည့်သွင်းလိုက်တာဆိုတဲ့သဘောမျိုးလားရှင်အဲကျွန်တော်တို့ကဖန်ဝရန်ထုတ်ဖို့ရှောက်ထားတဲ့ထဲမှာဒေါန်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့တော့မပါဘူးခင်ဗျ ကျွန်တော်တို့ကစစ်တပ်ကိုဥတည်ပြီးတော့ဖန်ဝရန်အထွတ်ရှောက်ထားတဲ့အထက်မှာစစ်တပ်ကဘူအချမ်းပန်းကောင်းဆောင်မြောင်းလိုက်အပါဝင်စစ်တပ်ကကောင်းဆောင်အရှိုးပဲပါတယ်ဒါပေမဲ့တောင်ဆက်စုကျင်တဲ့ဥတည်ကြတော့လောက်မပါဘူးဒါပေမဲ့ဒီနေရာမှာဒီအမှုတစ်ခုလုံးကိုစုံစမ်းစစ်ဆေးတော့တရားရုံးကစုံပြေချရတဲ့အချိန်ဒါကတော့ဥပဒေပေါင်းကလည်းသူတို့ဆုံးဖြတ်တယ်လို့တော့ကျွန်တော်တို့မြင်တယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်လေးတရားသူကြီးလည်းမဟုတ်ဘူး၊ရှင်းနေလည်းမဟုတ်ဘူးဆိုတော့ ကျွန်တော်တို့ကတရားမျှတမှုကိုလိုချင်တဲ့အနေနဲ့နိုင်ငံတကာဥပဒေပေါင်းကနေသူတို့အားလုံးကိုရှုံကုန်သွင်းတောက်ပြီးတော့တာဝန်ခံမှုတာဝန်ယူမှုသူတို့တွေးရတယ်အဲဆိုတော့သူတို့ထုတ်တယ်လို့တော့ကျွန်တော်အနေနဲ့အဲထင်မြင်ပါတယ် ဆိုတော့ဘောနော်နောက်တစ်ခုကဒီဆရာတို့လည်းသိတဲ့အတိုင်းပေါ့လေအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာကလေးကဒေါန်ဆန်းစုကြည်ကလက်ရှိအချိန်အထိပေါ့နော်အထိမ့်သိမ့်ခံနေရတယ်ဆိုတော့ဒီဝရန်ထုတ်တဲ့ project နောက်ပိုင်းမှာရောအရေးယူမှုတွေကဒီစစ်ကောင်စီဒီစစ်အုပ်စုနဲ့ဒီဒေါန်ဆန်းစုကြည်တို့ကတတွဲတဲ့ဖြစ်သွားမှာလားဘလို့မျိုးဖြစ်သွားနိုင်မလဲရှင်ဒီမှာကတော့ခက်ရှင်းရှင်းပြောမယ်ဆိုရင်ဒီ power rank ကိုကျွန်တော်တို့ ရှောက်လေးချက်တင်တဲ့အချိန်မှာလေကျွန်တော်နိုင်ငံမှာတကယ်တမ်းကတော့ရိုဟင်ဂျာအမှုပဲเนาะရိုဟင်ဂျာတွေကိုလူမျိုးလို့တတ်ဖြတ်မှုနဲ့ကျွန်တော်ကအမှုတင်တာဒါပေမဲ့2021နောက်ပိုင်းမှာအကြံပေးစီကောင်းဆောင်ကကျွန်တော်ရိုဟင်ဂျာတတ်သက်မကဘူးကျွန်တော်နိုင်ငံမှာလူမျိုးပေါင်းစုံတိုင်းရင်းသားပေါင်းစုံအထူးသဖြင့်အမ်အဲဒီမှာတောင်းလန်နေတဲ့စစ်တပ်ကမဟုတ်မတရားအာဏာသိမ်းတဲ့အပေါ်မှာ တော်လိုက်နေတဲ့အုပ်စုတွေကိုနှိမ့်စီနေအမြအာလူလူသားမျိုးတွေအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နေတာရဲ့စစ်ရာဇဝတ်မှုတွေကျူးလွန်နေတာဒီအထောက်အထားတွေကိုလေကျွန်တော်တို့အားလုံးစုံပြီးတော့နောက်ပိုင်းဆိုရင် တင်ပြပါတယ်တင်ပြတဲ့အချိန်မှာဒီဟာကကြတော့စစ်တပ်ကိုဒီစစ်တပ်ဒီအဲကင်းလီကင်းလူခွင်းဆိုတဲ့ impunity ကို လုံးဝခံစားနေရတယ်အဲ့ဒါကိုအေးအေးယူဖို့လိုတယ်ဒါဒီနေ့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း60ကြီးတည်းက ရိုဟင်ဂျာတွေကိုလူမျိုးတော့တက်ဖြတ်မှုလုပ်တယ်တခြားတိုင်းရင်းသားလူမျိုးစုတွေကိုလူသားမျိုးနွယ်အပေါ်မှာရာဇဝတ်မှုတွေကျိုးလွန်နေတယ်ပြီးတော့အာဏာသိမ်းပြီးနောက်ပိုင်းမှာထောင်ပေါင်းများစွာသောကျွန်တော်နိုင်ငံကနိုင်ငံသူနိုင်ငံသားအလုံးကိုမဟုတ်မတရားအာထောင်ချတယ်တက်ဖြတ်မှုတွေလုပ်နေတယ်ပြီးတော့အချင်းစခန်းတွေမှာအာမထရရှုပ်ရှိထားပြီးတော့အာဖိနှိပ်ပြီးတော့ထောင်တွေချတယ်အဲ့လိုဒီလူခွင့်ရေးချိုးဖောက်မှုပေါင်းစုံ ရာဇဝတ်မှုပေါင်းစုံအဲစစ်ရာဇဝတ်မှုတွေလူသားမျိုးတွေအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နေတယ်တစ်ဖက်မှာလူဟင်ညာတွေကိုလည်းဒီနေ့ထက်ထိလူအဲဂျန်နိုဆိုက်ဆိုတဲ့လူမျိုးလိုတပ်ဖြတ်မှုကိုလုပ်နေကြဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အရေးယူဖို့အရေးကြီးတယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တင်ပြတယ်ဒါပေမဲ့ဒီမှာကတော့စစ်ကောင်ဆောင်တွေကိုအခုထက်ထိသူတို့ကအာဏာမှာရှိနေတယ်ဆိုတော့သူတို့ကတော့ဖမ်းဖို့အအများကြီးနိုင်ငံတကာကပူပေါင်းပြီး လုံးမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ပြီးတော့ဒီထုတ်ပြန်ချက်တည်းမှာဒီမရှင်းတာတခုကဆရာဒီအဲဆက်ကောင်းဆောင်ထိပ်ပိုင်းအရာရှိပေါ့နော်ဒီအဲဘူဂျုံမှုကြီးမြောင်းလှရဲပြီးတော့ဒုဆက်ကောင်းဆောင်ဒုတိယဘူဂျုံမှုကြီးစိုးဝင်းရဲနှစ်ယောက်ပေါ့နော်ဒီနှစ်ယောက်ကတော့နာမည်ပါတယ်ဆရာပြီးတော့အဲ23ယောက်လို့ပြောတယ်ပေါ့နော်ဒီနှစ်ယောက်အပါဝင်23ယောက် လို့ပြောတယ်ပြီးတော့ဒီဒေါန်ဆန်းစုကြည်နဲ့သမရဦးထင်ကျော်ဆိုလို့ရှင်25ရောက်ပေါ့နော်ဒီ25ရောက်အပြင်နောက်ထပ်ဟိုအောက်ခြေစစ်သားတွေရောပါလားဒါမှမဟုတ်ဒီ25ရောက်တည်းပဲလားရှင်25ရောက်ပါအားလုံးပေါင်းပြီး25ရောက်ပါဟုတ်ကဲ့ဆရာဆိုတော့ဒီဒီ25ရောက်ရဲ့ဒီခုနကတော့4ရောက်ရဲ့နာမည်အပြင်ပေါ့နော်တခြားသူတွေရဲ့နာမည်တွေကိုရောပြောပြပေးနိုင်မလားရှင်အာဟုတ်ကဲ့အဲကျွန်တော်တစ်ချက်ကြည့်ပြီးပြောပါမယ်အဲအဲ့ဒီထဲမှာအချမ်းပဲစီကောင်းဆောင်မေးအောင်လိုက် ပြီးတော့ဒုတိယကာကွယ်ရေးဦးစီးချုပ်ဘုံချုပ်ကြီးဆိုဝင်ပြီးတော့2016မှာပေါ့နော်တက်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ရခိုင်ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့ဘုံချုပ်ကြီးအဲမြထွန်းဦး2013နဲ့2018ခုထိလေတဲ့ဦးစီးချုပ်လုပ်ခဲ့တဲ့ဘုံချုပ်ကြီးခင်အောင်မြင့်2015ကနေ2018ခုနှစ်ထိအထူးစစ်စင်ရေးဘယူရိုအမတ်3ရဲ့တက်မှုဖြစ်ခဲ့တဲ့ဘုံချုပ်အောင်ကျော်စော့2016နဲ့2019 များတွင်မှာအနောက်ပိုင်းတိုင်းစစ်ဌာနရှုပ်တိုင်းမှုလုပ်ခဲ့တဲ့ဘုံရှုပ်မောင်မောင်စုပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနရှုပ်ဒုတိယတိုင်းမှုဘုံရှုပ်ဆန်းညူစစ်တွင်မျိုးမှာအရှိစိုက်တဲ့တိုင်းစစ်ဌာနရှုပ်တက်မှုဘုံရှုပ်လာမြင့်စုအမန်ကစစ်စင်ရေးဌာနရှုပ် OCC ပြတ်တက်မှုဘုံရှုပ်အောင်စေရအမတ်ဆန်ကစစ်စင်ရေးဌာနရှုပ် OCC ရဲ့တက်မှုဘုံရှုပ်ခင်မောင်စုအမတ်33ရှင်မြင်ထမရှုပ်တက်မှုဘုံရှုပ်အောင်အောင်ပြီးတော့အမတ် ကိုစေကိုရှင်မြေဓမ္မဌာနရုပ်အာတက်မှုဘူဂျုတ်တန်ဦးအမတ်960လေးရှင်မြန်ဓမ္မဌာနရုပ်တက်မှုဘူရှုတ်ကျော်စွာအမတ်960လေးတန်ရတက်ကြကြီးဘူရှုတ်ဘာကျော်အမတ်950ထိရှင်မြန်ဓမ္မဌာနရုပ်ရဲ့ဒုတိယတက်မှုဘူကြီးရသောအမတ်950နှစ်ရှင်မြန် ထက်မှဌာနရုပ်ရဲ့တက်မှုဘူကြီးတိန်အောင် ဖြည်တရေးဝန်ကြီးဘူရှုပ်ကျော်စွာမြန်မာနိုင်ငံရေးထက်ဖွဲ့ထိန်ရှုံရေးမှုဘူမှုကြီးအောင်ဝင်းဦးပြီးတော့စစ်စေးရေးအတွင်မှာနေဆက်ရေးထက်ဖွဲ့ဤတက်မှုဘူမှုကြီးသူရဆန့်လွင်ပါပါတယ်ပြီးတော့ဘူတိတောင် ထောင်ရဲ့ဒုတိယအုပ်ချုပ်ရေးမှုဘူကြီးရှန်အေးကျော်ပြီးတော့ဘူတိတောင်ထောင်ရဲ့လက်ထောက်အုပ်ချုပ်ရေးမှုဘူကြီးချစ်ကိုကိုပြီးတော့ချုပ်တင် 这要要，这要欧洲一目，昂三呀，比如热车保温，这呀是，就是。好的，王先生好，嗯，这束这嘛的就比如说从我的添加变了多少？好的吧，好的吧。好的，先好。 အဲဆိုတော့ပေါ့နော်ဆရာတို့အဲဒီ23ရောက်စလုံးပေါ့နော်ဆရာတို့တင်ထားတဲ့ဒီ23ရောက်စလုံးပေါ့လေဒီ permanent ထုတ်တဲ့အထိအဆင့်အထိရောက်အောင်ပေါ့နော်ဒီဆရာတို့ဒီ PRO UK အနေနဲ့ဘယ်လိုမျိုးစူးစမ်းခဲ့ရသလဲပြီးတော့ဘယ်လိုမျိုးတက်သေတွေစုဆောင်းခဲ့ရသလဲပေါ့နော်ရရှိထားတဲ့တက်သေတွေနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင်ဒီမှာကတော့အရင်အရင်ဆုံးပြောမယ်ဆိုရင်ကျွန်တော်တို့ရိုခင်ညာတွေဟာနေပေါင်းများစွာလူမျိုးတို့တတ်ဖြတ်မှုကိုခံနေရပါတယ်မြန်မာပြည်မှာအထူးသဖြင့် 1962နောက်ပိုင်းစစ်အာဏာသိမ်းနောက်ပိုင်းကတည်းကပေါ့နော်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ ethnic အဲ ethnic လို့ခေါ်တဲ့တိုင်းရင်းတိုင်းရင်းသားခွင့်ရေးတွေသိမ်းလိုက်တယ်1982ဥပဒေကိုထုတ်ပြီးတော့ကျွန်တော်တို့နိုင်ငံသားခွင့်ရေးတွေကိုသူတို့ကသိမ်းပလိုက်တယ်အဲပြီးတော့2019မှာစတော့ကမ္ဘာလုံးကကြေကြေပြန့်ပြန့်ទីလာ2019မှာရိုဟင်ဂျာ7သိန်းနီးပါးသောရိုဟင်ဂျာတွေကိုကျွန်တော်တို့မွေးရဌာနေကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေကျွန်တော်တို့ကိုမောင်းထုတ်တယ်ပြီးတော့ထောင်ပေါင်းများစွာသောရိုဟင်ဂျာအမျိုးသမီးတွေကိုမတင်ကျင်ခဲ့ပါတယ်ထောင်ပေါင်းများစွာသောရိုဟင်ဂျာကိုလေလိပြီးတပ်ဖြတ်ခဲ့တယ်ပြီးတော့အဲဘောင်းစုံပေါ့နီးလန်းဘောင်းစုံနဲ့တတ်ခဲ့တယ်ဒီဟာတွေကအထောက်အထားတွေရှိတာပြီးတာအဲ့လို2019စက်တမ်ဘာမှာရိုဟင်ဂျာတွေလူမျိုးတို့တပ်ဖြတ်မှုကနေလူမျိုးလာတဲ့ရိုဟင်ဂျာကိုကျွန်တော်ဘင်္ဂလားဒေ့ရှ်ခေါက်ဆစ်ဘာသာစခန်းမှာတွေ့တော့ ူတို့စီကနေရိုဟင်ဂျာညီကိုမနဝတ်တွေစီကတကယ်ကိုညညညညနဲ့စကားတခုကြားခဲ့ရတာကအခုကျွန်တော်တို့က justice ကိုလိုချင်တရားမျှတမှုကိုပြောဒီစစ်တပ်ကကျွန်တော်တို့ကိုရက်ရက်ဆက်ဆက်လုပ်ခဲ့တာရိုဟင်ဂျာယွာ300စီကြော်ကိုမီရှုခဲ့ရပေါ့နော်အဲ့လိုကြတော့ဒီ justice မှုကြီးကနည်းတဲ့ရပြောမှုမဟုတ်ဘူးတရားကို horrific ပေါ့နော်အဆိုးဝါးဆုံးတော့ justice မှုတွေကိုစစ်တပ်ကကျူးလွန်ခဲ့တယ်အဲ့လို ကိုယ်နိုင်ငံမှာလေတရားမျှတမှုမရှိဘူးဆိုရင်အဲ့ဒီတုန်းကအစိုးရကလည်းကာကွယ်ပေးမှုမရှိဘူး음ပြီးတော့အဲ့လိုနေထားမှာကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့အစိုးရအာကျွန်တော်တို့နိုင်ငံမှာရှိနေတရားမျှတမှုဘောင်ကနေလေကျွန်တော်တို့တရားမျှတမှုရနိုင်ဖို့မရှိအဲ့ဒါကြောင့် universal jurisdiction ဆိုတာကကဘာလုံးမှာတကအစကတ္တိကဘာကြီးမှာစိုးဝါဆုံးသောရာဇဝတ်မှုတွေကျူးလွန်တဲ့နေရာတွေမှာအဲ့လို ဘေးနိုင်ငံမှာမဆိုတရားစွဲခွင့်ရှိပြီးတော့တရားစွဲလေအဲ့ဒါကြောင့်အဲ့ဒါကိုကျွန်တော်တို့ BRU UK အနေနဲ့ဒီလိုတရားစွဲဖို့ကျွန်တော်တို့အနေနဲ့ဆုံးဖြတ်ခဲ့တယ်အဲပထမပိုင်းကတော့ကျွန်တော်တို့ကိုအာဂျင်တီးနားပြည်မြန်မာနိုင်ငံနဲ့အဲဂျီယိုဂရာဖီတူအနေထားရအောင်နိုင်ငံရဲ့အရာရောဆက်ဆက်မှုမရှိတဲ့အတွက်ဒါကိုသူတို့အနေနဲ့လက်မခံခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီ UN fact finding missions ကနေထုတ်ထားတဲ့ report တွေရောပြီးတော့ကျွန်တော်တို့တက်တည် စူးစောင်းထားတဲ့တပ်တွေတွေနဲ့ကျွန်တော်တို့တေးချာတင်တော့ကျွန်တော်တို့ကိုအဆုံးစစ်စစ်ဖို့ဒီတရားရုံးကနေခွင့်ပြုလိုက်တယ်တရားမှုကိုစုံစမ်းစစ်ဆေးပြီးတော့မှကျွန်တော်တို့အနေနဲ့အဲဒီဒီအမှုကိုပေါ့နော်ကျွန်တော်တို့ကတက်တက်တရှို you are to show မှာရရဆက်ဆက်လုပ်ခဲ့တဲ့ you are to show ကိုအာကျွန်တော်တို့အနေနဲ့ပြစ်မှတ်ထားပြီးတော့အဲ့ဒီ you are တွေကိုစုံစမ်းစစ်ဆေးဖို့ကျွန်တော်တို့အနေနဲ့တောင်းဆိုတယ်အဲ တရားရုံးကိုပြီးတော့တရားရုံးကိုအဲ့ဒါပြင်တောင်းဆိုတာကတပ်သေးတွေကဘင်္ဂလားဒေ့ရှ်ကော့စစ်တာမှာရှိတယ်သူတို့အနေနဲ့ဒီဘိုနိုဆိုင်းရက်စ်မှာရှိနေတဲ့တရားရုံးကိုလာပြီးတော့တပ်သေးပြဖို့လိုအပ်အဲတပ်သေးပြဖို့အစင်သိရှိတယ်အဲ့လိုတပ်သေးပေးနိုင်ဖို့ကျွန်တော်အနေနဲ့တောင်းဆိုတဲ့သူတို့အနေနဲ့ခွင့်ပြုတယ်အဲ့ဒီအချိန်မှာကော့စစ်ဘတာကနေရိုဝင်ဂျာအမျိုးသမီးရှောက်ရောက်ပြီးတော့အမျိုးသားတစ်ယောက်ခုနှစ်ယောက်2023ဇွန်လမှာ ကျွန်တော်တို့အနေနဲ့အဲအဲဘိုနိုဆိုင်းရပ်စ်မှာရှိနေတဲ့တရားရုံးမှာဒီတကယ့်ကို in person testimony ပေါ့နော်တကယ့်အဲအဲတကယ့် big team တွေပေါ့အဲ့ဒီအဲတကယ့်ကိုရင်ဆိုင်ခဲ့ရတဲ့တကယ့်ကိုစစ်တရက်စစ်တရက်ရက်စက်မှုတွေကိုအကြမ်းဖက်မှုတွေကိုရာဇဝဲမှုတွေကိုခံခဲ့ရတဲ့ဒီဒီ big team တွေကနေအဲ တရားရုံးကိုတွက်ဆိုခဲ့တယ်ခင်ဗျာအဲ့ဒီမှာကျွန်တော်တို့ရဲ့အမှုကတော်တော်လေးခိုင်မာသွားတယ်တရားသူကြီးတချို့ဆိုရင်တရားအဲဒီလို um testimony ပေးတဲ့အချိန်မှာဗောနော်တက်တည်တွက်ဆိုတဲ့အချိန်မှာတခါတည်းမျက်ရည်ပါဝဲတဲ့အထိကျွန်တော်တို့အနေနဲ့တွေးရတယ်အဲ့ဒါကြောင့်အဲ့ဒီနေရာမှာတရားသူကြီးတွေကိုကျွန်တော်တို့အနေနဲ့2023ပြီးတော့2023ဂျူပြီးတော့2023ဒီဇင်ဘာမှာကျွန်တော်တို့အနေနဲ့ဒီစစ်တပ် ်ခေါင်းဆောင်မီးအောင်လာရပါဝင်အကြံပန်းခေါင်းဆောင်မီးအောင်လာရပါဝင်စစ်တဲခေါင်းဆောင်တရှုပ်ကိုကျွန်တော်တို့အနေနဲ့ဖန်ဝရန်တုတ်ဖို့ဘာဖြစ်လို့ဆိုတော့တက်တည်ထောက်ထားကလေကျွန်တော်တို့ခိုင်မာသွားပြီဒီနေ့အချိန်မှာတော့ဖန်ဝရန်ထုတ်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်ကိုယ်တိုင်သွားပြီးတော့2023ဒီဇင်ဘာလမှာရှောက်လွှာတင်တယ်အဲ့ဒါကိုတော့တော်တော်ကြာတယ်2024မှာတရားရုံးချုပ်24ဇူလိုင်မှာတရားရုံးရဲ့ရှေ့နေကတရားသူအဲ တရားသူကြီးကိုတောင်းဆိုတာပေါ့နော် parent ထုတ်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုသူ့အနေနဲ့ approve လုပ်တယ်ပေါ့နော်အာ2020လေးဇူလိုင်ပြီးတော့အာ February 23ရက်နေ့မှာအခုလိုအာ parent ထုတ်လာတာလို့ကျွန်တော်တို့အနေနဲ့ပြောချင်ပါတယ်ဒါကြီးကတော်တော်လေးကိုအာကြားရခྱི་ပါဘလိုပဲကျွန်တော်တို့ကိုစစ်တက်အောင်ဘယ်သူမှမဆိုမြန်မာနိုင်ငံမှာဒီအကြံပေးစစ်တက်အပါဝင်ဘယ်သူဘယ်သူပဲဖြစ်ဖြစ် ရိုဟင်ဂျာကိုလက်ခံတယ်လက်မခံဘူးဖြစ်ပြီတက္ကပကပိုင်းမှာရိုဟင်ဂျာနဲ့အတူဒီရဇဝတ်မှုတွေကိုကျူးလွန်ခဲ့တဲ့တရားမျှတမှုအတွက်ဒီကပိုင်းကယက်တီတယ်ဆိုတဲ့ဟာကိုတော်တော်သက်သေပြတယ်ဘာဖြစ်လို့ဆိုတော့ဥပဒေပေါင်းမှာဥပဒေအပေါင်းမှာဘယ်သူမှမရှိဘူးဆိုတဲ့ဟာကိုဒါကတကယ်ကို clear message ပဲရှင်းရှင်းလေးလေး message တစ်ခုပို့လိုက်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ power ထုတ်လိုက်တာဒီ ကျွန်တော်တို့ဝင်ကြပြတ်တတ်တာမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ဒီနေ့တစ်တိကျွန်တော်တို့ညီကုံမတော်မတွေနေစီနေမြကျွန်တော်တို့ရွာတွေကိုမိရှုတယ်ရိုးအပြီးတော့ကျွန်တော်တို့နိုင်ငံမှာဒီကြေးကိုဒီစစ်တပ်ကိုမလိုလားတဲ့ဒေါ်လာနေတဲ့အုပ်စုတွေကိုရရဆက်ဆက်ရာဇဝတ်မှုတွေကျူးလွန်နေတာတွေအရှင်လက်လက်မိရှုတာတွေရိုးညာကိုလုတ်ခိတ်တယ်လို့ကျန်တဲ့နိုင်ငံကနိုင်ငံသူနိုင်ငံသားအလုံးကိုဒီနေ့ဆိုရင်လုံနေတာတွေကျွန်တော်တို့တွေးရတယ်ကျွန်တော်တို့အနေနဲ့ဒီအပေါ်မှာကျွန်တော်တို့နားလေတယ် ဘယ်လိုဘလောက်ထိဒီစစ်တပ်ကလုပ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်နိုင်ငံကတကယ့်ကိုအားလုံးပါဝင်တဲ့ Federal ပြည်ထောင်စုကြီးကိုဥတည်နေတဲ့အချိန်မှာဒီလိုတရားမျှတမှုဆိုတဲ့ရဖို့ဟာကတော်တော်အရေးကြီးတယ်ဒီလိုဖန်ဝရထုတ်လိုက်တာဟာကျွန်တော်နိုင်ငံအတွက်ရိုဟင်ဂျာအတွက်သက်သက်မကဘူးကျွန်တော်နိုင်ငံမှာရှိနေတဲ့အနာဂတ် Federal ပြည်ထောင်စုကြီးကိုဥဆောင်ပြီးတော့သွားမယ်အားလုံးပါဝင်တဲ့ Federal ပြည်ထောင်စုတစ်ခုဖြစ်လာဖို့အတွက် ဒါကအမတမအရေးကြီးတယ်လို့ကျွန်တော်ပြောခြင်းတယ်ဒီတရားမျှတမှုဒီရိုဟင်ဂျာအားတတ်တတ်ရိုဟင်ဂျာအတွက်တတ်တတ်မဟုတ်ဘူးကျွန်တော်တို့ရဲ့ command target ကစစ်တပ်ပါဘုံညာသူဒီစစ်တပ်ဖြစ်တဲ့အတွက်ဒီလိုစစ်တပ်ကိုဥတည်ပြီးတော့ဒီလို 23ဦးစစ်တပ်ပါဘူးလေကျွန်တော်တို့အတွက်တော့တော်တော်လေးအားရှိပါတယ်လို့ကျွန်တော်ပြောချင်တယ်ဒီနောက်တစ်ခုကဒီဆရာပြောသလိုပေါ့နော်ဒီနိုင်ငံတကာကတော့ဒီဖိနှိပ်မှုတွေကိုလစ်လျူရှုထားတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ process ကတော့ကြာတယ်ပေါ့နော်ခုနကဆရာပြောသလိုဆိုလို့ရှိရင်ဒီ2023မှာကလေးက brand ထုတ်ခွင့်တောင်းတယ်ပြီးတော့မှဒီ2024ဇူလိုင်လမှတရားရုံးက approve လုပ်တယ်ပြီးတော့မှဒီ January February 23မှာသူ brand ထုတ်တယ်ပေါ့เนาะဆိုတော့အလားတူပဲဆရာဒီ ICC မှာလည်းဒီအဲ Rohingya အရေးနဲ့ပတ်သက်ပြီးတော့စကောင်းဆောင်ကို brand ထုတ်ဖို့အတွက်ဒီရှေ့နေကရှောက်ထားတာရှိတယ်ပေါ့เนาะဒီ Argentina တရားရုံးက brand ထုတ်တဲ့ဟာကတတိအခိုင်လုံလို့ထုတ်တာပေါ့လေဆိုတော့ဒီဟာတွေကရောဒီအဲ ICC ကရှောက်ထားချက်ပေါ်မှာရောတက်ရောက်မှုတစုံတရာရှိမှလားရှင်ဒီမှာကတက်ရောက်မှုထက်ကျွန်တော်ပြောချင်တာကဒီနေရာမှာ ICC က တရားဆွဲထားတဲ့ဟာက deportation case လို့ခေါ်တယ်။ရဇဝတ်မြန်မာရဲ့နိုင်ငံအကြံပေးစစ်တပ်ကရက်ဆက်တဲ့ရဇဝတ်မှုတွေကျူးလွန်ပြီးတော့ဒီကျူးလွန်ခံခဲ့ရတဲ့လူတွေကဘင်္ဂလားဒေ့ရှ်ဘက်ကိုရောက်လာတယ်။ဘင်္ဂလားဒေ့ရှ်က ICC မှာ signatory ဆိုတော့အဲ့ဒီကနေဒီအမှုကဖြစ်လာတာ။အဲ့ဒါတကူကျွန်တော်အမှုကကြတော့မြေပြင်ပေါ်မှာ ဆိုးဝါးလာတဲ့ရာဇဝဲမှုတွေကျူးလွန်ခဲ့တဲ့ဒီကျူးလွန်တဲ့ victim တွေရဲ့တရားမျှတမှုရရှိအထူးသဖြင့်အဲ့ဒီဘက်ကိုဦးတည်တာဒါမတူဘူးလမ်းကအဲ့လိုကြတော့ဘလို့ပဲဖြစ်ဖြစ်စီလမ်းကတစ်ခုဖြစ်ဖြစ်စီနှစ်ခုဖြစ်ဖြစ်စီအားလုံးကဒီမှာတဲနေတာကအကြံပေးစိတ်ကောင်းဆောင်မရောက်နိုင်နဲ့ပြီးတော့စစ်တဲ့အုပ်စုပေါ့နော်အဲ့လိုကြတော့ ICC ကကြတော့ဘောင်နဲ့ UN Member of a State အနေနဲ့ရှိတော့ UN member of a state တွေကပဲသူတို့အနေနဲ့ account တွေပေါ်လို့ရတယ်။ပြီးတော့အဲ့ဒီမှာနိုင်ငံရေးတွေလည်းနက်နက်ပါတယ်။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ICC ရော Argentina ရောအကုန်လုံးကဒီစစ်တပ်အတွက်အဆိုးအဝါဆုံးတော့ PR PR တွေမြင့်တက်လာမယ်။ဒီစစ်တပ်အတွက်မရှောင်ဘူးလို့ကျွန်တော်ပြောချင်တယ်။ ဟုတ်ကဲ့ဆရာဆိုတော့ပေါ့နော်ဆရာခုနတုန်းကလည်းပြောခဲ့သလိုရှိတယ်ဒီအစစ်ကောင်စီကတနိုင်ငံလုံးပေါ့နော်ရိုဟင်ဂျာတွေအပြင်ပေါ့လေလက်ရှိဆိုလို့ရှိရင်တနိုင်ငံလုံးမှာအဘုံကျဲတိုက်ခိုက်တာတွေဒီတပ်ဖြတ်တာတွေပေါ့နော်တနိုင်ငံလုံးမှာ လုပ်နေတာရှိပါတယ်ဆိုတော့ဒီနိုင်ငံတကာကရောဒီဖြစ်ရပ်အပေါ်မှာလုံလုံလောက်လောက်ပေါ့လေအရေးယူမှုတွေလုပ်နေတယ်လို့ဆရာအနေနဲ့ထင်သလားရှင့်အဲနိုင်ငံတကာကတော့ကျွန်တော်အမြင်မှာအာ တန်ရှင်တွေထုတ်ထားတာရှိတယ်စစ်တပ်ပေါ်မှာအစစ်တပ်နဲ့အစစ်တပ်နဲ့ပေါင်းပြီးလုပ်နေတဲ့ community ကိုအရေးယူတာတို့ပါတို့ဒါတွေတော့တွေးရတယ်ပြီးတော့အ UN Security Council ကနေလေ resolution တခုကျွန်တော်တို့လုပ်ခဲ့တဲ့နေ့လေးလောက်ကတွေးခဲ့ရတယ်ဒါပေမဲ့ဒီမှာအခုခေတ်ကဘာဖြစ်နေလဲဆိုတော့နိုင်ငံတကာမှာတခြားနိုင်ငံတကာမှာပြဿနာတွေကလည်းအများကြီးထွက်လာတယ်ဥပမာ Palestine issue uh, history Palestine ကိစ္စတွေရောတခြား issue တွေ Ukraine နဲ့ Russia နဲ့ဖြစ်နေတဲ့စစ်တွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီဘက်ကိုနိုင်ငံတကာအာရုံစိုက်မှုတွေကပိုရှိနေတယ်အဲ့ဒါတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ဒီစစ်ထက်ကိုအမြင့်ဖြတ်ရှင်မုန်းတဲ့နေရာမှာတော့ကျွန်တော်တို့အားလုံးကဒီမိုအနာဂတ်ဖက်ဒရယ်ပြည်တော်စုကိုလိုလားတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးအနေနဲ့ရှေ့ဆက်ပြီးတော့မရရအောင်ကျွန်တော်တို့အနေနဲ့စူးစမ်းဖို့လုပ်မယ် အဲမနေ့တော့နေတယ်အာအားတော့မရပါဘူးအားမရပေမဲ့လေကျွန်တော်ကနည်းနည်းရှေ့ချက်ပြီးကြိုးစားမှာပါကျတော့နောက်ဆုံးပေါ့နော်ဆရာအနေနဲ့ဒီပြည်သူတွေအပေါ်ပြည်သူတွေပေါ့နော်ဒီတိုင်းရင်းသားပြည်သူတွေရောအကုန်လုံးပေါ့နော်ဘာတွေများဖြစ်ဆွတ်မှာကျင်တာရှိလဲရှင်ဖြစ်ဆွတ်ပြီးတခုပြောကျင်တာကတော့ကျွန်တော်တို့နိုင်ငံမှာဒီစစ်တပ်က1960ခုနှစ်ဦးနေဝင်းအာဏာသိမ်းတဲ့ကတည်းက ရိုဟင်ဂျာတွေကိုလူမျိုးတို့တပ်ဖြတ်မှုလုပ်တယ်။တခြားလူနည်းစုတွေကိုလူသားပြုနေတဲ့အပေါ်မှာရာဇဝတ်မှုတွေ crimes against humanity လုပ်တယ်၊ရာဇဝတ်မှုတွေကျူးလွန်တယ်။ပြီးတော့ war crimes တွေကျူးလွန်နေတယ်။ဒါလောက်နှစ်ပေါင်း90နှစ်ပါတီလုပ်နေတာဒီဘေဒုံကမှဘေတရားရုံးကမှ permanent ထူတာထုတ်ခဲ့တာမရှိဘူး။အခုအနေနဲ့ဒီလွန်ခဲ့တဲ့ Argentina တရားရုံးကနေထုတ်လိုက်တဲ့ဟာဒီ တမိုင်းဝင်ပထမဦးဆုံး parent တခုဖြစ်တယ်ဒီလို parent ထုတ်လိုက်ပြီးတော့ထုတ်လိုက်တဲ့ဟာကစစ်တပ်ကိုတော်တော်လေးကိုရိုက်ခတ်ပါလိမ့်မယ်တစ်ဖက်မှာ ICC ကလည်း parent ICC ရှေ့နေကြကလည်း parent ထုတ်ဖို့တောင်းဆိုထားတယ်မထုတ်တော့မထုတ်သေးဘူးကျွန်တော်ထင်တာတော့3 4လတော့ကြာလိမ့်မယ်ထွက်လာကောင်ထွက်လာမယ်အခုအချိန်ကကျွန်တော်တို့တရားမျှတမှုရရှိရတဲ့အားကောင်းတဲ့အချိန် အဲ့ဒီအတွက်ကြောင့်ဒီအရင်တော့ကမရှိခဲ့ဘူးအခုရှိလာတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ် impunity ကိုတဲ့ဘာဖြစ်လို့ဆိုတော့စစ်တပ်ကဘာမဆိုလုံနိုင်တယ်တပ်ရှင်တဲ့လူကိုတတ်မဲ့ထောင်ချခြင်းတဲ့ခေါင်ကိုလူတွေကိုထောင်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 ချမဲ့ဘေးတိုင်းရင်းသားမဆိုသူတို့ဖန်ဆီးပြီးတော့အဲ yes မှုတွေရွာတွေကိုမိရှူတာတော့သူတို့ကြိုက်တဲ့ပုံစံနဲ့ရာဇဝမှုတွေကျူးလွန်ခဲ့တယ်ဒါပေမဲ့ဘယ်သူမှသူတို့ကို action မယူဘူးအခုဒီလို့ နိုင်ငံတကာတရားရုံးတွေကဖန်ဝင်ထုတ်လာတယ်ဆိုတာကဒါနေတဲ့အဲအဲတော်တော်လေးကိုဒါအဲ heavy pressure တခုပေါ့နော် PR ကတော်တော်မြင့်တယ်အဲ့ဒီအတွက်ကြောင့်ဒါကိုကျွန်တော်အနေနဲ့တော်တော်အတိုင်းမသိဝန်းတာတယ်ဒါကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ Rohingya တတ်တက်မဟုတ်ဘူးနိုင်ငံသူနိုင်ငံသားအလုံးအတွက်ဒီ parent ကို accounting ဖော်နိုင်ဖို့အတွက်ကျွန်တော်တို့အနေနဲ့အကုန်လုံးကြိုးစားဖို့လုပ်မယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က grammar shopping နဲ့ဆက်လက်ပြီး ဒီအချမ်းပဲစစ်တက်ကိုတရားယူနိုင်ရဲ့အတွက်ရှေ့ဆက်ပြီးအစွဲကိုစူးစမ်းသွားဖို့လိုတဲ့အားလုံးပါဝင်ပြီးဝိုင်းဝန်းစူးစမ်းဖို့လိုမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။အဲလက်ရှိအင်တာဗျူးဖြစ်ပေးတဲ့အတွက်ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ကျေးဇူးအများကြီးတင်ပါတယ် လောကောမီဒီယာတွင်ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမာ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။